အားလုံးပဲမင်္ဂလာပါအခန်းသစေလူတိုင်းကြိုက်သောစကားဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြရအောင်ပါကျွန်တော်ဒီမစ္စရီနဲ့အတွင်းကျက်စီကျိန်းနေသောအရက်အနီးနိုင်မှုရိပ်ထူနီယာ၌ပင်ကြီးပြင်းလာလေသည်ကျွန်တော်ဒီကျက်စီကျိန်းရင်လေတော့ထဲသို့တွားရောက်လေပတ်ဖို့ဤသူဤသားဒီယခုတက်တိုင်ထိုအရက်၌ရှိသေးသည်ကလေးရွယ်ထူလေထဲသို့တွားလေစဉ်ကကျက်စီကျိန်းဒီမိယထားဗန်တိုက်များမှတိုက်ခတ်လူရက်လာပြီလျင်အနီးနားရှိစင်ရဲသားများအားသူတို့၏ကျွင်းမီများကိုပေးဆပ်နိုင်ရန်တိုက်ခတ်၍ ရသည်များကိုဝေင့ပေးပုံတို့ကိုသူဤမိမသည်ကျွန်ုပ်အားပြောပြမှုလေသည်ဂျက်စီဂျင်းသည်သူ့ကိုယ်သူလူဟုတ်တယောက်ဟု၍ဒါရှက်တနက်နလက်ကိုင်းဂလိုရီအကပုံးစသောနောက်ပေါက်လူစုကြီးများလိုအထင်ရောက်ကောင်းရောက်နေလိမ့်မည်တင်းတီမန်ထဲကိုကြည့်လိုက်တော့အခါထိုမန်ထဲတွင်တင်းမြင်ရသောလူကဆ၍ကဘာပေါ်ရှိလူတိုင်းသည်ကိုကိုကိုအထင်ကြီးသောလူများဖြစ်ကြ၏ဂျက်စီဂျင်းသည်လည်းသူ့ကိုယ်သူအတော်ဟုတ်လာပြီဟု၍ထင်နေလေသည်ချီပီယာဘုံမော်ကန်သည်လူစိတ်ကိုခွဲခြားစိတ်ပြား၍ပြောရ၌ လူတယောက်ဒီအလုတ်တစ်ခုလောက်ရတဲ့အကြောင်းနဲ့ရှိသည်တရက်မှာလူကြားကောင်းစီလိုသောအကြောင်းဖြစ်၍ကြံတရက်မှာအကြောင်းစစ်ဖြစ်လာလေသည်ဟု၍ပြောကြဖူ၏ထို့ကြောင့်တပတ်သားကိုကိုယ့်ဘက်ပါစီခြင်းနှင့်သူ၏မြင့်မြတ်သောစိတ်ဓာတ်ကိုထိခိုက်အောင်လုပ်ပေးပါဤသို့ပြောသဖြင့်အောင်မြင်ခဲ့ဘူးသောကိစ္စတရက်ကိုကြည့်အောင်ဆိုဗီစီဘီနီးယားပြည်နယ်တွင်ကလင်နိုလူတွင်အရက်တွင်ရှိသည့်ဖာရယ်မီရှယ်ကုမ္ပဏီ၏မန်နေဂျာဖြစ်သောဟမ်မီတန်ဂျေဖာရယ်၏အိမ်တအိမ်တွင်ငားနေသောသူတို့သည် အလွန်ကြီးတူ၍အင်္ဂါသည့်နစ်မစိမီအိမ်မှပြောင်းရွှေ့တော်တော်မူဟူ၍ကျင်းမောင်းလည်းရှိသည်နေစီဖို့ရန်လေးလလူသည်အင်လခမှာတလနှင့်ဒေါ်လာ55ပြားဖြစ်ရာနေမစီဒီဘင်းနှင့်အချမ်းအရာကိုပြောင်းသွားလျင်ထိုအချိန်မျိုး၌အင်္ဂါမြတ်သူရုတ်တရက်မရနိုင်သောကြောင့်ဖာရဲတွင်ဒေါ်လာငွေ220လောက်နှင်းနံသွားမည်ဖြစ်၏တမန်အဖြစ်ဆိုရင်ကျွန်ုပ်သည်ထိုသူ၏အိမ်သို့သွားပြီလျင်ခမည်းဒီလိုလောက်တာဘာကောင်းတယ်လဲကောင်းပြီခမည်းအခုစင်းသွားခြင်းနဲ့စင်းသွားနိုင်တယ်ဒါပေမဲ့ကြမ်းတဲ့လေးလအတွက်အင်္ဂါကကိုတော့တခါရဲပေးသွားရမယ် စသဖြင့်ဒေါသနှင့်ပြောမည်ဖြစ်၏တို့ရာတွင်သူကဲ့သို့မလုပ်ဘဲဤတနည်းကိုအသုံးပြုရလေသည်ထို့ကြောင့်ထိုလူ၏အိမ်သို့သွားပြီလင်အောက်ပါအတိုင်းစာယူပြော၏မစ္စတာဒိုခမင်းပြောတာကြားပြီးဖြစ်ပေမဲ့တကယ့်ကိုခမင်းတခြားပြောင်းကျင်တယ်လို့ကျွန်တော်မယုံသေးဘူးဗျာအိမ်ငါးစားလာတာကြာလို့လူရဲ့စိတ်နေစိတ်ထားကျွန်တော်ကောင်းကောင်းသိနေတယ်ခမင်းကိုကြည့်ရတာခမင်းဟာစကားသခွန်းတီးတဲ့လူတစ်ယောက်ပဲဟုတ်ပြောတာပါခမင်းရဲ့စိတ်ဓာတ်ကောင်းကောင်းသိပြီးသားဖြစ်နေလို့လောင်းကျင်တယ်ဆိုရင်တော့လောင်းလိုက်ဗျာ အိမ်ပြောင်းမယ်ဆိုတဲ့ခမရရဲ့ဆုံးဖြတ်ချက်ကိုရေးပြီးစပွဲခုံပေါ်တင်ထားပြီးတော့အဲ့ဒီဆုံးဖြတ်ချက်ကိုပြန်စင်းစားကဲဗျာဟုတ်ဒီကနေ့ဆုံးဖြတ်ချက်ချက်လန့်ကုန်ပြီးရှစ်လစန်းတရက်နေ့ကြတော့ဒီဆုံးဖြတ်ချက်တိုင်းတီမယ်ဆိုရင် လေးလအတွင်းအီလကနေရာကျော်ဆုံးရင်ဆုံးမစေဗျာကျွန်တော်လူကဲကမားပြီဆိုပြီးတော့ကျဉ်တ်လိုက်မယ်တို့ဝင်မယ်ဘာပဲပြောခမရကစကားတီတဲ့လူတယောက်ပဲနင်းစီအောင်နေမယ်ဆိုတော့ကတော့အခုတည်းကကျွန်တော်ယုံတယ်ဗျာဘာလဲဗျာကျုပ်တို့ဟာလူတွေပဲမြောက်တွေမှမဟုတ်ပဲ နောက်လာဆန်းသောအခါထိုလူသည်သူကိုယ်တိုင်အင်လာခကိုလာရွေ့ပြီးကျန်သည့်လေးလအတွက်မှမူကားသူနှင့်သူမိမတိုင်ပင်ကြပြီးလျှင်စကားတခွန်းတီအောင်နှစ်စိတဲ့အထိထိုအိမ်၌ပင်နေကြရန်ဆုံးဖြတ်ပြီးဟုကျွန်ုပ်ကိုပြောသွားလေသည်လော်နော်ကလစ်သည်သူတဘောမကြတော့သူ၏ဓာတ်ပုံတစ်ခုကိုတင်းစာတဆောင်တွင် တွေးကြည့်ရသောအခါအဂျီတာထန်တို့စာတဆောင်ရေးသားလိုက်သည်ထိုစာထဲတွင်ကြောက်ရုပ်ပုံကိုနောက်ထပ်ပြီးတင်းစာထဲမှာမထည့်ပါနဲ့ကြောက်မကြိုက်ဘူးအစားရှိသဖြင့်ရေးသားလိုက်လေသလားမရေးဘူး အဒီသား၏မြင့်မြတ်သောစိတ်ဓာတ်ကိုထိခိုက်အောင်ရေးလိုက်သည်လူတိုင်းတွင်မိခင်ဖြစ်သူကိုချစ်မြတ်လို့သည့်စိတ်ထားရှိကြောင်းကိုသိသည့်ဖြင့်ကျုပ်၏ထိုချုပ်ပုံကိုကျေးဇူးပြုပြီးနောက်ထပ်မထည့်ပါနေတော့ကျုပ်၏မိခင်သည်ထိုတို့ထည့်ခြင်းကိုမနစ်သက်ပါဟုရေးသားလိုက်သည်ဂျူနီရဖလာအငယ်သည်သူကလေးများ၏ပုံကိုသတင်းထောက်များကမကြာခဏရိုက်ယူ၍သတင်းစာထည့်တွင်ထည့်ခြင်းကိုမနစ်သက်သောအခါအထက်ပါနီးအတိုင်းမြင့်မြတ်သောစိတ်ဓာတ်ကိုထိခိုက်အောင်စာရေးဖူးလေသည် ဒီလိုကြုတ်ကလေးတွေရဲ့ရုပ်ပုံကိုမကြခဏတင်းတင်းစာထဲမှာထည့်ရကြုံမကြိုက်ဘူးဟူ၍မရည်သားကလေးငယ်များကိုဘေးဥပတ်ဖြစ်စေတတ်သည့်အလုံမျိုးမှခြောင်ချကျင်သောဆန္ဒသည်လူတိုင်း၌ရှိသည့်အကြောင်းကိုသူဒီကောင်းစွာသိသည့်ဖြစ်အဆွေတို့ကလေးတွေရဲ့ဓာတ်ပုံကိုတင်းတင်းစာထဲမှာမကြခဏထည့်ရင်ဘာဖြစ်မည်ဆိုတာကိုအဆွေတို့လည်းအသိသာပဲအဆွေတို့အထက်ကတချို့တလီမှာလည်းကလေးတွေရှိတယ်မဟုတ်လားဒီတော့ကလေးတွေဒီအရွယ်မှာနာမည်သိကြည့်ရင်မကောင်းဘူးဆိုတာခင်ဗျားတို့လည်းအသိသာပဲဟုတ် ရေးသားလိုက်လေသည်စနေနေ့ညညနေသတင်းစာကိုသတင်းစာနှင့်အင်ချင်းချင်းကြာနယ်ကိုပိုင်သောတထေးကြီး Cyrus AK ကတည်သည်သတင်းစာကို စာရွက်တည်ထောင်စဉ်အခါကစာရေးဆရာများကိုချားမဲ့ကစင်းများကပေးတဲ့ကဲ့သို့စာရေးခံမပေးနိုင်ကြဘရမဒန်စာစရိတ်ဆရာများကိုပေးနိုင်လောက်အောင်ငွေလည်းမရှိထို့ကြောင့်သူတို့ထံမှစောင်းပန်းများရရှိရန်သူတို့၏မိမြသောစိတ်ဓာတ်ကိုထိခိုက်စေသောအလုံးမျိုးကိုတီထွင်ပြလင်လှုပ်ရရှာလေသည်ဥဒဟာရုံလုံမပြူများအမည်ရှိသောကဘာကျော်ဝိတုကြီးကိုရေးသောလူအီဆာမီအော်ကော့ကို ုထူရေးဆရာကြီးတဦးထံမှစောင်းပါးများကိုသူရအောင်ယူခဲ့လေသည်ဘဲကဲသို့ရရယူတနည်းဆိုသောအော့ကော့ထံသို့ငွေကိုတားရမပူပဲနဲ့အော့ကော့စိတ်ဝင်စားနေသောအတင်းတင်းတို့ရန်ပုံငွေအဖြစ်ဖြစ်ဒေါ်လာငွေတရာလူတိုင်းလိုက်ခြင်းပင်ဖြစ်လေသည်ဤနေရာတွင်စောရကတက်ကျင်သူသူတယောက်ကဤလိုနီးမျိုးနဲ့လှုပ်လို့နော်ကလစ်လိုပရော်ဖီလာလိုအော့ကော့လိုလူမျိုးတွေမှရမှာပေါ့သို့ပေမဲ့ကြုတ်ကြွေးလိုက်တောင်းရသည့်ကိုဖိုကက်တို့ကို ီလိုနီးမျိုးနဲ့တုံးကြည့်စမ်းပါရမလားလို့ကြည့်ရအောင်ဟုပြောကောင်းပြောနေပြီလေမီမှန်ပါဤဘလို့ဟာမျိုးမှာနေရာတိုင်းမှာလူတိုင်းနဲ့တက်တည်လို့မရှိဘူးဒီစာအုပ်ထဲမှာပါတိနီးကိုမတုံးပဲတင့်နီးနဲ့တင်နေရာကြံ့နေတီဟုဆိုရင်တင့်ကိုဘာဖြစ်လို့ပြုတ်ပြင်မလဲတို့ပေမဲ့တင်းနီးတွေကိုတုံးလို့နေရာမကျဘူးဆိုရင်ဒီစာအုပ်ထဲကနီးတွေကိုဘာဖြစ်လို့မစမ်းမဲနေမလဲဘာဖြစ်ဖြစ်ဖြစ်ကျွန်တော်ဤတပည့်ဟောင်းတူဖြစ်တဲ့ Jane A. Thomas ၏အကြောင်းကိုတင်ဖတ်ရရင်သဘောကျလိမ့်မည်ဟုကျွန်တော်ထင်ပါတယ် မော်တော်ကားပိုင်ရှင်6ဦးသည်သူတို့၏မော်တော်ကားပြင်ခများကိုမော်တော်ကားကုမ္ပဏီတစ်ခုသို့မပေးဘဲငင်းလက်ရှိသူရတွင်ထို6ဦးအနက်မိသူကားများကြိုးရလုံးကိုမပေးဘူးဟုယမငင်းဘဲအတွက်ပြင်ခကိုသူတို့မသိဘူးဘဲနေ့ကဟာမားနေသည့်စသည်ဖြင့်တစ်ခုစီနှစ်ခုစီငင်းလက်ရှိကြလေသည်အမှန်စင်စစ်မှာသူတို့မော်တော်ကားကိုပြင်ပြီးတိုင်းသူတို့ကိုယ်တိုင်လက်မှတ်ထိုးသဖြင့်ကုမ္ပဏီကြီးမမားနိုင်သူတို့ဒါလင်မားနေသည့်ကုမ္ပဏီကလည်းထိုကဲ့သို့ပင်သူတို့ကိုဖွင့်ပြော၏ဤသို့ဖွင့်ပြောခြင်းသည်ကုမ္ပဏီ၏ပထမအမှားပင်ဖြစ်လေသည် ကုမ္ပဏီရဲ့ကြွေးတောင်းသည့်ဌာနမှကြွေးတောင်းရန်နဲ့အသုံးပြုသောနည်းများမှာအောက်ပါအတိုင်းဖြစ်သူတို့သည်ကြွေးရှိသောသူများထံတွင်တွားပြစ်နေအလွန်ကြာလပြီဖြစ်သောကြွေးကိုတောင်းရန်လာသည်ဟုတုံ့တီးပြောရ၏နှင့်ကြွေးနှင့်ဆက်လင်းရေးကုမ္ပဏီသည်လုံးဝမှန်၍ကြွေးသမားများအစွမ်းကုန်သိနိုင်သည့်ထက်ကုမ္ပဏီကပို၍တည်တည်ဖြစ်သောကြောင့်ညင်းနေလင်အပူတာဖြစ်လိမ့်မည်ဟုပြောကြ၏၃အထက်ပါနီး၃နီးကိုအသုံးပြုသည့်ဖြစ်ဘာဖြစ်ကြသလဲတယောက်နှင့်တယောက်ညင်းချင်းတာလင်အဖတ်တင်၏ ။ဤကဲ့သို့နီးမျိုးကိုအသုံးပြုသဖြင့်အကျွေးသမားများထံမှကျွေးတောင်းတွေရပါရဲ့လား။ထိုမျိုးကိုတင်ဟန်တင်ဖြစ်ပါတော့။ထိုအခန်းသို့ရောက်လာသောအခါကျွေးဘက်ဆိုင်ရာမနေရာသည့်ကျွေးများကိုတရားစွဲတောင်းရန်စီစဉ်။ထိုအကြောင်းကိုမန်နေဂျာကြီးသိသွားသောအခါထိုအကျွေးသမား၏အကြောင်းကိုစုံစမ်းကြည့်ရာရှေ့ရခါကကျွေးကိုမမှန်ပြီးတော့သူများဖြစ်ကြောင်းသိရ၏။ထို့ကြောင့်ကျွေးတောင်းသူများနေရာမကျသောကြောင့်သာကျွေးများကိုတောင်းရင်မရခြင်းဖြစ်လိမ့်မည်ဟုယူဆသဖြင့်တောင်းမရဟုအစီရင်ခံထားသောကျွေးများကိုတောင်းရန ဂျိမ်းအေတော်မြတ်ကိုအမိန်ပေးလေသည်။တောမတ်အသွုံပြုသောနီးမှာအောက်ပါအတိုင်းပင်ဖြစ်လေသည်။တောမတ်ပြောသည့်အတိုင်းအောက်တွင်ဖော်ပြလိုက်ပါ။နံပါတ်၁ကျွေးသမားများ၏အိမ်တို့ကျွန်ုပ်သွားခြင်းသည်အလွန်ကြာလပြီဖြစ်သောကျွေးဟောင်းများကိုတောင်းခံရန်ဖြစ်၏။ထိုကျွေးများသည်ကွန်မဏီအမှန်ရကြံဖြစ်သောအကျွေးများဖြစ်ကြောင်းကိုလည်းကျွန်တော်သိ၏။သူရတွင်ထိုအကြောင်းများနှင့်ဆက်လျင်ကျွန်ုပ်သည်တလုံးတပါးရာများမပြောကျွန်တော်လာရခြင်းအကြောင်းဒီလူချင်းမင်းများအတွက်ကုမ္ပဏီကဘာများလုပ်ပေးရပါသလဲထိုလုပ်ပေးထားသောအရာများထဲကဘာများရှိရင်းနေပါသလဲ ။စားရှိသည့်တွေကိုတီးချီရန်လာခြင်းပင်ဖြစ်သည်ဟုပြောပြ၏။နံပါတ်၁ကျွေးသမား၏ကျွေးအကြောင်းနှင့်ဆက်လင်းရင်မပြောမချင်းကျွန်တို့နေဘာမှပြောစရာမရှိ။မမသောရှိနေမသေးသောစေးသမားဟူ၍မရှိသည့်အတိုင်းကုမ္ပဏီကဘယ်အခါမှမမနိုင်ဘူးဆိုတာမဖြစ်နိုင်ကြောင်းကျွန်တို့သည်အတိအလင်းပြောပြ၏။ပတ်၃ကျွန်တော်စိတ်ဝင်စားနေတော့အရာဒီကုမ္ပဏီကသူတို့ထံမှရရန်ရှိတော့ကြွေးမဟုတ်ပဲသူတို့ဤမော်တော်ကားများတာလင်ဖြစ်ကြောင်းသူတို့မော်တော်ကားများရဲ့အကြောင်းကိုလည်းသူတို့မှတပါကဘာပေါ်တွင်သူတို့လောက်နားလေသူများမရှိကြောင်းနဲ့ သူတို့ရေမတော်ကားများအပေါ်သူတို့သာဆရာဖြစ်ကြောင်းကိုလည်းပြောပြ၏နံပါတ်၄သူတို့ကိုအားရအောင်စကားပြောစီပြီးသူတို့စကားပြောနေစဉ်သူတို့အလိုရှိတဲ့အတိုင်းကျွန်ုပ်တို့သူတို့၏အလိုတို့လိုက်၍ကောင်းစွာနားထောင်နေ၅နောက်ဆုံး၌ကျွေးသမားသည်စိတ်ချွင်ပြလာတော့ကသူ၏တမတမရှိသောစိတ်ထားအကြောင်းကိုအဆရှိ၍ပြောပြီးလင်ထိုစိတ်ဓာတ်ကိုထိခိုက်အောင်လုပ်၏ကျွန်တော်စိတ်တင်ပြီးဒီကိစ္စမှာကြွေးတောင်းသူတွေမလိမ္မာလို့ဒီလိုဖြစ်ရတာပဲဒီလိုဆိုရင်ဘယ်နေရာကြမလဲ ဒီလူတွေနေရာမကြတဲ့နဲ့ဦးမြင့်မှာအလကားတက်တက်စိတ်အနှောက်အယှက်ဖြစ်ရတာပဲဒီလိုဖြစ်ရတဲ့အတွက်ကျွန်တော်ဝမ်းနည်းပါတယ်။နောင်ကိုဒီလိုဘယ်တော့မှမဖြစ်စေရပါဘူး။ကုမ္ပဏီရဲ့ကိုယ်စားလှယ်တဦးအနေနဲ့ကျွန်တော်တောင်းပန်ပါတယ်။ဦးရဲ့အခုလိုစကားပြောနေတော့ဦးရဲ့တီးခံပုံတရားဖြစ်ရှိပုံတို့ကိုကြားရတော့အမှန်ပါပဲ။ဦးအပေါ်ကြီးညိုတဲ့စိတ်တွေမပေါ်ပဲမနေနိုင်ပါဘူး။ဟောဒီမှာဦးကူရင်နဲ့လင်းကျွန်တော်ကိုတခုကူရင်စေချင်တာပဲ။ဒီကိစ္စကိုဦးအတီးဆုံးပဲ။ဦးအပြေနိုင်ဆုံးပဲ။ အဲ့ဒီကြွေးစည်းရင်းကိုဥကိုတိုင်ကုမ္ပဏီရဲ့မန်နေဂျာကြီးပဲလို့သဘောထားပြီးပြန်ကြည့်ပါဒီစည်းရင်းကိုဥနဲ့ပဲထပ်ပစ်ခဲ့ပါမယ်ဥပြန်ကြည့်ပြီးမန်တယ်ဆိုတဲ့လောက်ကိုသာပြေးပါတော့အစားရှိတီတို့ကိုကျွန်ုပ်ဒီပြောပြ ayi သူတို့ဒီကြွေးစည်းရင်းကိုပြန်၍စစ်စစ်ကြည့်သလားမစစ်စစ်ကြပါသည်ပြန်ကြည့်ပြီးရင်ဒေါ်လာ150မှဒေါ်လာ400အထိရှိလေသည်ဂျင်းနဲ့ပြည်ရင်ထူကြွေးများကိုပြေးကြရလားတယောက်တော့သူမှတပါဂျန်ငါးဥစလုံးကြွေးများကိုအကြည့်ပြေးကြပါသည် သူ့မမူကကျွေးစင်းထဲတွင်မှတ်သားထားသောတပည့်ကိုသာလင်မပေးဘဲနေပြီးလင်ကြံအလုံးကိုပေးပါသည်ကျွေးပြန်ဆက်ခြင်းလောက်နှင့်အအောင်စရာမကောင်းပါထို့မြတ်မကပဲထို၆ဥစလုံးတို့အားနနစ်အတွင်မော်တော်ကားသစင်းစီထားရရောင်းလိုက်ရပါသည်သည်တင်ကျွေးရစရာရှိသောလူတယောက်၏အကြောင်းကိုစုံစမ်း၍မရနိုင်ခဲ့ပါလင်စိတ်အချရာဆုံးသည့်မှာထိုလူကိုယူသားသည်စေစနာကောင်းသည့်တပါးနှိရှိသည့်ပေးစရာရှိသောငွေများကိုမမှန်ပေးခြင်းသောစိတ်ကောင်းရှိသည့် စားရှိသည့်တို့ကိုကြိုတင်ရင်ပြောဆိုခြင်းပင်ဖြစ်သည်ဟုကျွန်တော်၏အလုတ်တက်ချီလာလီလီကောင်းစွာတရှိလာလီလီဖြစ်၏သူစကားကိုလွယ်လွယ်နှင့်နားလည်အောင်ပြန်ပြောရလျင်တို့သည်ယူသားကြ၍သူတို့ပေးเสียရှိသောငွေများကိုပေးလိုသောစံသားများရှိကြပါသည်ထိုလိုလူစည်းရင်းထဲမှကျဉ်ကြံသောသူများသည်အလွန်နှဲပါလေသည်ထိုကျဉ်ကြံသောသူများကိုပင်ယူသားသည်ဖြောင့်မတ်သည်တပါရီရှိသည်ဟုသူတို့ကိုသူတို့ထင်လန်းအောင်တင်တီလှုပ်ပေးပါလျင်ထိုသူတို့တွင်များသောအဖြစ်ပေးကျင်သောစိတ်ဓာတ်များပေါ်လာလိမ့်မည်ဟုကျွန်တို့သည်ကောင်းစွာယုံကြည်၏ ထို့ကြောင့်တပတ်သားကိုတင်းမတ်တို့ပါအောင်ဆွဲကျင်တဲ့ဥပဒေအမှတ်30ဒီမိမတ်တို့စိတ်ဓာတ်ကိုထိခိုက်အောင်လုပ်ပြပါဟုတ်ကဲ့ပါဤတွင်ပြပါခင်ဗျာနောက်အခန်း7ဒီဤနည်းကိုရုပ်ရှင်ကုမ္ပဏီများဒီလောက်ကြ ਈ ရေဒီယိုကုမ္ပဏီများဒီလည်းလောက်ကြ ਈ အဘဲကြောင့်တင်းတင်းမလုပ်ပဲနေရမည်နီအဲ့ဒါဒီခေါင်းစဉ်ဖြစ်ပါတယ်တော်တော်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လက်တွေ့အသုံးရနေကြပါစီ